ချမ်းသာခြင်းရဲ့လှုပ်ဝက်ချက်ချမ်းသာခြင်းပါသလားငွေစုဆောင်ခြင်းကလှုပ်ဝက်ချက်ပါဒီငွေစုမီးကတင့်ကိုစတင်နိုင်အောင်ကူညီပါလိမ့်မယ်ဝင်ငွေထွက်ငွေခြေရာခံပါတလားကိုဘလောက်ဝင်ပြီးဘလောက်ထွက်လဲဆိုတာအတိအကျသိအောင်လုပ်ပါကော်ဖီဘိုးကအစားအကုန်မဲ့ပါတင်ပေမှာသုံးဆွဲနေလေဒီမှာခြွေတာနိုင်မှာပါမလိုအပ်တာတွေကိုဖျက်တောက်ပြီးအကျိုးရှိတဲ့နေရာမှာသုံးဆွဲပါအရင်ဆုံးစုဆောင်းပါ လစာရတာနဲ့အရင်ဆုံးသတ်မှတ်ထားတဲ့ပတ်စံပမာဏကိုစုငွေအကောင့်နဲ့ထည့်ပါဥပမာဝင်ငွေရဲ့30%တိုးမဟုတ်20%ကျန်တဲ့ငွေဘူးမှာ3ဆွဲပါဒါကိုမိမိကိုယ်ကိုအရင်ပေးချေခြင်းလို့ခေါ်ပါတယ်ဒီနီလန်းကတင့်ကိုအလိုလျောက်ငွေစုစေပါလိမ့်မယ်အရေးပေါ်ရန်ပုံငွေ3လစာတိုးမဟုတ်6လစာကိုလည်းပြီးတန်ထားပါဒီမှန်းချက်ထားပြီးရင်းနှီးမြှုပ်နှံပါအိမ်ဝယ်ဖို့အနားယူဖို့ တဲ့တီးကြတဲ့ယူမှန်းချက်တွေထားပါပြီးရင်စုထားတဲ့ပတ်စံကိုသူ့ဘောက်အောင်ရင်းနှီးမြှုပ်နှံမှုလေးလာပါစောစောစတင်လေးတင့်ဝေကြီးအနာကတ်ကပုံမှုခိုင်မာလေးပါပဲဒီနေ့ပဲစတင်လိုက်ပါအသေးမွှားလေးတွေကစပြီးကြီးမားတဲ့ဌာနမှုကိုဖန်တီးနိုင်ပါတယ်ချမ်းသာတဲ့ဘဝဆိုတာတင့်လက်ထဲမှာပါ